သတင်းစာကကြင်ညာရုံနဲ့လင်ခန်းမြခန်းပြည့်စဲပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှင်တွေဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ကိစ္စရပ်များကိုရှင်းလင်းပြဝေလျက်ရှိပါတယ်အဲ့တော့ဒီကြောင်းရလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ရှင်းလင်းပြဝေပေးခြင်းဖြစ်တယ်ပေါ့နော် တရင်းစာတွေကနေကျင်ညာယုံနဲ့လင်ကမ်းမြာခံပြက်ဆဲသလားမပြက်ဆဲဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောကြဆိုကြတဲ့နေရာမှာတရင်းစာတွေကနေကျင်ညာယုံနဲ့လင်ကမ်းမြာခံမပြက်ဆဲပါဘူးလို့အခိုင်အမာပြောဆိုနေကြတဲ့သူတွေရှိပါတယ်။ဒါကြောင့်မလို့ဒီပြဿနာရဲ့အဖြေကိုချင်းကတ်တဲ့နေရာမှာပေါ့နော်အကြမ်းပြင်းအဖြစ် အချက်နှစ်ချက်ပေါ်အခြေခံပြီးတော့မှချင်းကတ်မှသာလျှင် ဖြစ်မှန်ဖြစ်လိမ့်မယ်လို့ယူဆတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ်။အဲ့တော့ပထမတစ်ချက်ကသတင်းစာတွေကနေပြီးတော့မှကြော်ညာထည့်တဲ့သူပါပေါ့နော်။ဘဲဥပရေဘဲအထောက်ထားဘဲသုံးတာရကကိုမှမိညာကိုကခြင်းမပြုတ်ပဲနဲ့သူ့ရဲ့သဘောဆန္ဒတက်တက်ပေါ်မှာအခြေခံပြီးတော့မှမရဖြစ်ကဆွလွတ်လိုက်ပါသည်တို့လင်ကမရခံပြက်ဆဲသွားပါသည်တို့စသဖြင့် ကြောညာထဲ့တာဆိုလို့ရှိရင်သင်္ခန်းမြခန်းမပြတ်ဆဲပါဘူးအဲ့တော့ပထမအခြေအနေပေါ့နော်သတင်းစာတဲ့ကြောညာတဲ့သူဟာဥပရိမဲ့အထောက်ထားမဲ့အကိုးကားမဲ့နော်ကြောညာထဲ့ခဲ့တာဆိုလို့ရှိရင်အဲ့ဒီလိုသတင်းစာတဲ့ကနေကြောညာယုံနဲ့လင်ခန်းမြခန်းပြတ်ဆဲသွားမှုမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်ဒါပထမအခြေအနေပေါ့နော်ဒုတိယအခြေအနေကတော့အဲ့လိုမဟုတ်ပဲနဲ့သတင်းစာထဲမှာကြော်ညာထည့်တဲ့သူဟာ ဥပဒေအထောက်ထားအကိုအကားပေါ်မှာ အခြေခံပြီးတော့မှကြော်ညာထည့်ခဲ့တာဆိုလို့ရှိရင်အဲ့လိုကြော်ညာထည့်ခြင်းအဖြစ်လင်ခံမရခံပြည့်စဲသွားနိုင်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်မြမာလေးထုံတန်းဥပဒေမှာပေါ့နော်စွန့်ပစ်မှုဆိုတာရှိပါတယ်စွန့်ပစ်တယ်ဆိုတာက အမျိုးသမီးကအမျိုးသားကိုစွန့်ပစ်ရင်တစ်နှစ်ပေါ့နော်အမျိုးသားကအမျိုးသမီးကိုစွန့်ပစ်ရင် သုံးနှစ်ပေါ့ အဲ့လိုဆုံးပြစ်တဲ့နှစ်ကာလပြည့်တဲ့အခါမှာဆုံးပြစ်ခြင်းခံရတဲ့သူက သူ့ကိုဆုံးပြစ်ခဲ့တဲ့အတွက်ပေါ့နော်အဲ့ဒီဆုံးပြစ်ခဲ့တဲ့သူကိုသူ့ဘက်ကနေပြီးတော့မှလင်မယားအဖြစ်ဆက်လက်ပေါင်းသိမ့်ဖို့ရန်စန္ဒမရှိတော့ဘူးဆိုရင်စန္ဒဖော်ထုတ်ခွင့်ရှိပါတယ်အဲ့လိုစန္ဒဖော်ထုတ်ရင်လင်ခံမရခံ ပြတ်ဆဲတယ်ပေါ့နော်အဲ့တော့သူကအဲ့လိုစန္ဒဖော်ထုတ်ခြင်းကိုသတင်းစာတွေကနေကြော်ညာထည့်မယ် သတင်းစာတွေကနေကြောညာထည့်ပြီးတော့မှဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်မယ်ဆိုရင် လင်ခန်းမရခန်ပြည့်စဲသွားနိုင်ပါတယ်အဲ့တော့ဆွန့်ပစ်မှုနဲ့ပတ်သက်လို့ကတော့ကျွန်တော်တည်တံ့ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးမယ်ပေါ့နော်ဒီမှာအကျန်းလေးထည့်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဆွန့်ပစ်ခံရတဲ့သူကရတဲ့အခွင့်အရေးဖြစ်တယ်ပေါ့နော်ဒီအခွင့်အရေးကိုဆွန့်ပစ်တဲ့သူက၃ပိုင်ခွင့်မရှိဘူးဆွန့်ပစ်တဲ့သူက तू ကလည်းဆွန့်ပစ်ခဲ့တယ် နော်အချိန်ကာလနှစ်ကာလပြည့်တဲ့အခါမှာသူဘက်ကနေပြီးတော့လင်ခံမရခံပြက်ဆဲပါတယ်လို့သူကဆန္ဒဖော်ထုတ်ပြမရှိဘူးအဲ့လိုဆန္ဒဖော်ထုတ်ရင်လည်းလင်ခံမရခံမပြက်ဆဲဘူးဒီခွင့်ရေးကဆွန့်ပစ်ခံရတဲ့သူကရတဲ့အခွင့်အရေးဖြစ်တယ်ပေါ့နော်ဆွန့်ပစ်ခံရတဲ့သူဘက်ကဆန္ဒဖော်ထုတ်မှသာလင်လင်ခံမရခံပြက်ဆဲနိုင်တယ်ဆိုတဲ့အချက်ကိုလည်းသတိပြုရမှာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင် ထမအခြေအနေဖြစ်တဲ့ဥရိမဲ့အထောက်ထားမဲ့အကိုအကမဲ့เนาะတည်င်းစာတွေကနေပြီးတော့မှကြော်ညာထည့်ခဲ့တာဆိုလို့ရှိရင်အဲ့လိုကြော်ညာခြင်းအပြင်လင်ခန်းမြတ်ခန်းပြည့်စဲမှု မရှိပါဘူးအဲ့လိုမဟုတ်ပဲနဲ့ဒုတိယအခြေအနေဖြစ်တယ်ပေါ့နော်ဥပဒေအထောက်ထားအကိုအကားပေါ်မှာအခြေခံပြီးတော့မိញမ်းပြီးတော့မှာဆန္ဒဖော်ထုတ်ခြင်းဖြစ်မယ်အဲ့လိုဆန္ဒဖော်ထုတ်ခြင်းကိုတည်င်းစာတွေကနေကြော်ညာခဲ့ခြင်းဖြစ်မယ်ဆိုလို့ရှိရင်တော့ လင်ခံမရခံပြည့်စဲသွားနိုင်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးပြဝေးပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။